ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မူရတီတဲကငှက်ကိုဝင်တယ်လေ။လာတုံးငှက်ကလေးကကိုဝင်ကြီးနေပါ။သူမမကြခင်မှာဥဥရော့မှာပဲဖြစ်ပါ යි ။ဒါပေမဲ့သူမကအရန်စိုးရင်နေပါ යි ။ ဘာလို့လဲဆိုတော့သူမကအခုချိန်ထိသူမတို့နေမယ့်အိမ်လေးကိုမဆောက်ရသေးလို့ပဲဖြစ်ပါယ်။ငါရဲ့ဦးလေးတွေမကြခင်ဒီလောကကြီးထဲကိုရောက်လာတော့မယ်။ငါအမေဖြစ်လာတဲ့ခါကျရင်ငါရဲ့ဦးလေးတွေကိုနွေ့နွေ့ထွေးထွေးနဲ့အနည်းကင်းအောင်ငါဆောက်ရှောက်ရမယ်။ဒါပေမဲ့ငါအခုချိန်ထိအိမ်တော်မဆောက်ရသေးဘူး။ငါထပ်ပြီးစောင့်ဆိုင်နေလို့မဖြစ်ဘူး။အရင်ဆုံးအိမ်ဆောက်ဖို့နေရာကောင်းကောင်းတစ်ခုလိုက်ရှာရမယ်။လာတို့လေသူမအိမ်ဆောက်ဖို့အတွက် ကောင်းတဲ့နေရာကိုရှာဖို့ထွက်သွားပါယ်။ခဏကြာပြန်တမ်းပြီးမှတော့ လာတို့ကငှက်မလေးတကောင်တွေ့သွားပါရင်သူမလည်းအဲ့ဒီငှက်မလေးစီကိုတွားလိုက်ပါရင်အတော်ကြီးဒီနားဝင်းကင်မှာအိမ်စားဖို့အတွက်အဆင်ပြေမဲ့နေရာလေးများရှိလာရင်ဘာလို့ငါ့ကိုလာမေးနေရလဲတရွာလုံးရဲ့ဝေယဝိဇ္ဇာတွေငါတယောက်တည်းတာဝန်ယူထားမှာမဟုတ်တာတွားဒီကနေထွက်သွားစမ်းရပါတယ်ကိစ္စမရှိပါငှက်မလေးလာတို့လည်းအဲ့ဒီနေရာကနေထွက်သွားလိုက်ပါရင်ခဏလောက်ပြန်တမ်းပြီးချိန်မှာတော့ကြီးကန့်ကာလုံနဲ့ကြီးကန့်မလေးတကောင်တွေ့သွားပါရင်သူမလည်းသူ့တို့နောက်သွားလိုက်ပါရင် တစိမ့်လောက်ပါရှင်ကျမရဲ့နမလာတော့ပါအခုကျမတို့တစ်ခုလောက်ကူညီပေးနိုင်မလားပြောပါငတ်မလေးဘာကူညီလို့လို့လဲကျမကိုဝင်ကြီးနေပါ မကြခင်မှာဥဥတော့မှာကျမလုံးကြုံစိတ်ချရရင်အိမ်တလုံးလောက်စောက်မှဖြစ်မယ်အဲ့အတွက်ကျမအစီပြေလောက်မေးနေအောင်လိုက်ရှာနေရပါနောက်ပြီးမိုးရီကလည်းရွာနေသေးရဲ့အခုကျမတို့ဒီနားမှာလုံကြုံနေနေရဘယ်မှာရှိလဲဆိုတော့ပြောပြပေးနိုင်မလားကြီးကကလူကဘာမှမပြောခင်မှာပဲ သူ့ရဲ့မိမကအခုလိုပြောလိုက်ပါနေရာတင်ပေးကမလဲစောက်ထားတဲ့အိမ်တွေပါပြပေးမယ်အိမ်အသေးဟုတ်လားဘယ်နားမှလဲကိုကြီးရှင်ရတော့လေအတန်လေးပါဇက်ကိုပိတ်ထားပါကိုကားလူရဲ့ရှင်တိရဘာမှမရှိပါရှင်တကယ်ပြောနေရလားအရှင်တိစောက်လုပ်ထားတဲ့အိမ်သာတွေ့မယ်ဆိုရင် ကျမစွန့်ရင်စရာမလိုတော့ဘူးပေါ့နောက်ပြီးဒီမိုးရဲမှာကျမတက်တွေဘေးကသွားရှာရမှာလေအေးပါဒီချိန်ကြီးနဲ့ဘလို့အိမ်ဆောင်နိုင်ပါလဲဒီကနေရှင်နေနေဆက်သွားလိုက်ပါ ပြီးရင်ဘယ်ဘက်ကွိလိုက်ပါအဲ့ဒီမှာအသည့်ဆောင်ထားတဲ့အိမ်တစ်လုံးရှိတယ်။နေအဲ့ဒီအိမ်မှာနေလို့ရပါရဲ့။နောက်ပြီးငါတို့နာမည်ဘသူ့အမမပြောပြနဲ့နော်။နေရဲ့ဥတွေအဲ့ဒီမှာလုံးကြုံတယ်။အမအရန်သဘောကောက်တာပဲ။အမအကြီးစုအများကြီးတင်ပါရဲ့။ကျမဒီလိုပါပဲ။ဟုတ်တယ်မလားကိုကလူ။ဒါဆိုကျမသွားလာအောင်မယ်နော်။နောက်တစ်ခါထပ်ပြီးအကူနဲ့မောင်ကျေးဇူးတင်ပါရင်တော့ဒါတို့လည်းအဲ့ဒီနေရာကနေထွက်သွားလိုက်ပါရင်ကြီးကန်းကလူလည်းစဉ်းစားနေပြီ ကိုကြီးကိုအခုလိုပြောပြလိုက်ပါရင်ကိုကြီးနေငတ်မလေးကိုဟိုသိန်းငယ်ရဲ့အိမ်ကပြောပြလိုက်ကြတော့မဟုတ်ဘူးမလားကိုကလူရဲ့ဘသူမဆိုကျမတို့စီပဲအကူကြီးလာတောင်းတိုင်းကျမတို့ကလူတကာအကူကြီးပေးအောင်ဒီမှာအလုံးမရှိ၊ဂိုင်မရှိနေနေရမှာမဟုတ်တာအဲ့ဒီအမဲလိုက်သိန်းငယ်ချင်းငတ်မလေးကိုစားလိုက်တဲ့အခါကျမှကြည်ရတာအညသာရှိမှာလာတို့လေဂုံကြီးပြောတဲ့အိမ်ကိုရောက်လာပါတယ်။တိတ်ငက်ကြီးကအိမ်မှာရှိမနေပါဘူး။ဖေဆိုးလို့လေ ဒီအိမ်ကတော်တော်ကြီးရပဲအမကိုကြီးပြောတကယ်ပဲအိမ်ထဲဝင်ကြည့်လိုက်အောင်မေးလာတို့လည်းအိမ်ထဲကိုဝင်ကြည့်လိုက်တော့သူ့အခုနေအများကြီးပြန်ကျဲနေအောင်တွေ့သွားပါရင်ကြည့်ရတာဒီအိမ်မှာငှက်တွေအများကြီးဥဥကြရတဲ့နဲ့ငါဒါရီအရင်ရှင်းရမယ်လာတို့လည်းအိမ်ထဲမှာတန်ရှိစားလို့ပါရင်ခဏကြာမှတော့တိတ်ငက်ကြီးကသူ့ရဲ့အိမ်ကိုရောက်လာပါရင်တိတ်ငက်ကြီးကသူ့အိမ်တကာပြွင့်နေအောင်တွေ့သွားပါရင် တရားရသူ့အိမ်ထဲမှာရှိရဲဆိုတာကိုသူကသဘောပေါက်သွားပါတယ် ါအိမ်တည်းကိုဘသူဝင်သွားလဲငါအိမ်ထဲဝင်ပြီးကြည့်ရမယ်တင်းငယ်ကြီးလည်းအဲ့လိုပြောပြီးတော့အိမ်ထဲကိုဝင်သွားပါတယ်အိမ်ထဲရောက်တော့ငှက်မလေးတကောင်ထိုင်နေအောင်တွေ့သွားပါတယ်သူမကအိမ်တစ်ခုလုံးကိုလည်းတန်ရှင်းလုပ်ထားပါတယ်ဒါရင်းမြင်တော့တင်းငယ်ကအလွန်ကိုစိတ်တူသွားပါတယ်ငှက်မလေးမင်းကမင်းအသက်ကိုမှတ်နှမျောလို့ငါအိမ်ထဲကိုဝင်ထိုင်နေရလားတင်းငယ်ကိုမြင်မြင်ချင်းတော့လာတို့လဲလန့်သွားပါတယ်ဒါပေမဲ့သူမကတင်းငယ်ကြီးကိုရင်ဆိုင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ် ကိုသိန်းနဲ့ကြည်ဒါအကိုရဲ့အိမ်လားကျမမသိခဲ့လို့ပါတကယ်တော့ကျမကိုဝင်ကြီးနေပါအဲ့ဒါကြောင့်ကျမဒီမှာအိုးအိုးတော့မလို့ပါကျမခွင့်လို့ပေးပါနော်ကျမဒီကနေအခုချက်ချင်းထွက်သွားလိုက်ပါမယ်ဥဆိုတဲ့အတန်ကြားတာနဲ့သိန်းနဲ့ကြည်ကလောဘရီတက်လာပါရင်ဘာပြောရင်နေရအိုးအိုးတော့မှဟုတ်လားသိန်းနဲ့ကြည်လဲစိတ်ထဲမှာအတွင်းတွေနဲ့ဖြစ်နေပါမိုင်းလိုက်တာဒီငတ်မိုင်းဥရီယူတာငါစားရမယ်ဆိုရင်တိတ်အရသာရှိမှာပဲ အရင်ဆုံးငါဒီငှက်မိုက်ဥတွေစားမယ်ပြီးမှဒီငှက်မောင်လည်းစားပြစ်မယ်ဘလို့ပဲဖြစ်ဖြစ်ဒီငှက်မောင်ဒီမှာနေအောင်ရှောင်းပြောရမယ်ဘာဖြစ်လို့လဲကိုသိန်းငှက်ကြီးအခုဘာကြီးတွေးနေရလဲငှက်မလေးမင်းကိုဝင်ရှိနေတဲ့အကြောင်းငါ့ကိုဘာလို့စွတ်စွတ်မပြောခဲ့ရလဲမင်းဒီမှာနေနိုင်မှာရဲ့ငါမှနောက်ထပ်အိမ်တစ်လုံးရှိသေးရဲ့ငါအဲ့ဒီအိမ်ကိုသွားနေလိုက်မယ်ရပါရဲ့ရပါရဲ့အဲ့လောက်ထိလည်းမလိုပါဘူးကျမဒီကနေထွက်သွားလိုက်ပါမယ်ငှက်မလေး မင်းကအောင်ယုံကြည်လို့ရပါရဲ့အခုချိန်တည်းငါအငှက်တွေအများကြီးကုညီပေးကြရပါငါအစိတ်ထားကောင်းနေတိတ်ငှက်ပါမင်းကအိမ်မှာနေလဲအကောင်လားဒီအိမ်မှာတိတ်ငှက်ကြီးနေရလို့ပဲထင်ပါအဲ့တော့ဘသူမှဒီကိုလာရဲမှာမဟုတ်ဘူးဒီနေရာကမင်းရဲ့ဥရိအတွက်အလုံးကြုံဆုံးနေရာပဲတိတ်ငှက်ကြီးကလာတိုးလေးကိုလိမ့်လေဖျားယောင်းလိုက်ပါငါမလေးလာတို့လည်းအဲဒီမှာနေဖို့ဆုံးဖြတ်လိုက်ပါရင်ကောင်းပြီလေကိုကျမကိုတကယ်ကူညီပေးခြင်းနဲ့ဆိုရင်လေကျမဒီမှာပဲဥဥလိုက်ပါမယ် ဥဥပြီးသွားရင်ကျွန်မနောက်ထပ်အင်တလုံးရှာလိုက်ပါမယ်။ဒါမှမဟုတ်ကွယ်ဒါကမိတ်ဆွေကမှရှန်အနေငယ်ကြာပြီးမှတော့လာတို့ကဦးလေးနှစ်ဦးကိုဥပေးလိုက်ပါရင်မိမိရဲ့ချစ်စရာကောင်းတဲ့ကလေးလေးတွေမိမိအိမ်အစ်ရှာရတော့မယ်။တနေ့တဲ့တနေ့မိုးတွေကလည်းပိုရွာလာရင်ငါငါရဲ့ဥတွေနွေးနွေးထွေးထွေးထားရမယ်။တင်းငယ်ကြီးလည်းသူ့အိမ်သူပြန်လာပါရင်နောက်ဆုံးတော့ငါဆောင်ဆိုင်ခဲ့ရတဲ့အချိန်တွေကုန်ပြီ။နေလဲဥတွေဥပြီးသွားပြီ ဟုတ်တယ်ကိုသိန်းနဲ့ကြည်ပြန်လာနေအတော်ပဲကျမကိုပိုင်အိမ်တလုံးဆောက်ရတော့မေးကျမအိမ်ဆောက်ပြီးအချိန်ထိကျမရဲ့ဥရိအကိုဆောက်ရှောက်ထားပြီးပါနော်သိန်းနဲ့ကြည်လည်းဒီစကားကြောင့်တော့အလွန်ပျော်သွားပါ යි သူနေ့ရီအတော်ဆောင်းဆိုင်နေခဲ့အခွင့်အရေးက နောက်ဆုံးတော့ရှောက်လာပါပြီဒါပေါ့ဒါပေါ့ရပါ යි မင်းနေကြတာမလို့ပါဘူးနေလည်းနေအိမ်ုံနေအေးအေးစိစိဆောက်ငါနေရဲ့ဥရိဆောက်ရှောက်ပြီးထားပါမယ်ကောင်းပါပြီအဲ့ဒါဆိုမိုးတိတ်တုံး ကျမလည်းတစ်တွေနဲ့ကောက်ရွေးချောက်တွေသွားရှာလာအောင်မယ်။လာတော့လည်းအိဆောက်ဖို့အတွက်လိုအပ်မဲ့ပစ္စည်းတွေယူဖို့ထွက်သွားပါရင်။နောက်ဆုံးတော့ဒီနေ့ကိုရောက်လာပြီ။ဒီဥကိုမစားခင်ငါတောက်ဖို့ရေအရင်ယူလိုက်အောင်မယ်။အဲလိုပြောပြီးတိတ်ငက်ကြီးကထွက်သွားပါရင်။ကုကလူကြီးဟုံငက်မလေးဘာဖြစ်သွားပြီလဲမသိဘူးနော်။တိတ်ငက်ကြီးကသူ့ကိုစားလိုက်ပြီမလား။ငါတို့ကဘာလို့ပြီးနိုင်မှာမို့လို့လဲထားလိုက်ပါ။အဲလိုတော့ဘယ်ဖြစ်မလဲကျမတို့သွားကြည့်ကြရအောင်။ သူတို့နှစ်ယောက်ကတင်းငယ်ကြီးရဲ့အိမ်ကိုရောက်လာကြပါတယ်။ကုကလူရေအိမ်ကမှလေးဘာဖြစ်သွားပြီလဲဆိုတာသိအောင်ကျမတို့အိမ်ထဲဝင်ကြည့်ကြရအောင်။ကိုကြီးတကယ်လို့တင်းငယ်ကြီးသားအိမ်ထဲမှာရှိနေငါတို့ဘယ်လိုလုပ်ကြမလဲ။အဲ့ဒါအရင်စဉ်းစားအောင်။ငါကံလေးစိုးလိုက်တာ။ဒီလောက်ကြောက်တတ်တဲ့ယောက်တောင်ရထားတယ်။အကုကလူရေအကူကဘာမှမဟုတ်ပဲနဲ့ကြောက်နေရ။ငါကြောက်ကြနေရပဲ။လာကျမနောက်ကလိုက်ခဲ့။ကုကလူရေဒီမှာဘသူမှလည်းမရှိပါလား။တီးဦးတွေပဲရှိရဲ့။ ပြည်ဦးတွေကဘသူဟာဖြစ်နိုင်မလဲအဲဒီချိန်မှာအင်ယုံ လာတူကပြန်ရောက်လာပါရဲ့အမကိုကြီးနဲ့အကူကလူတို့ပါလားအကူကလူကျမမြင်နေရတာတွေကတကယ်ပဲလားငမလေးရဲ့ဝိညာဉ်ကြီးအမလာတူကြီးကျမတည်ရင်မဟုတ်ပါဘူးကျမလာတူပါ နောက်ပြီးဒီဥတွေကကျမရဲ့ဥတွေပါဗာအဲ့ဒါဆိုနေအသက်ရှင်နေသေးရလားဟိုသိန်းငယ်ကြီးကနေ့ကိုမစားဘူးလားမစားပါဘူးအကူသိန်းငယ်ကြီးကတအားသဘောကောင်းတယ် သူတမောက်ဒီညမှာနေဖို့ခွင့်ပေးခဲ့တာပါပြီးတော့သူကတမိုင်းဦးလေးတွေစောက်ရှောက်ပေးနေရပါ အခုဆိုတမရာမိတ်ဆွေကောင်းနေဖြစ်သွားကြပြီဒါတွေအလုံးကအမကိုကြီးကူညီခဲ့လို့ဖြစ်တာပါဟမ်ငါကြောင့်ဟုတ်လားဒါနေပါပြောနေရလေအဲ့ဒီတင်ငက်ကငါပြောရမယ့်ပြောတွေဖြည့်ဆည်းပြလိုက်တယ်ဒီလိုသာဆိုကျမတို့လည်းဒီမှာနေပြီတင်ငက်ကြီးနဲ့မိတ်ဆွေခွဲမယ်ကျမတို့သာတင်ငက်နဲ့မိတ်ဆွေတွေဖြစ်သွားမယ်ဆိုရင်ငှက်တွေကောင်းလာကျမတို့ကြောက်ကြမှာ ဒီမှာနားထောင်ငှက်ပါလေနီနီရဲ့ဥရင်ယူပြီးဒီများနေထွက်သွားလိုက်တော့ဘလုံးအမကိုကြီးဘာပြောနေရလဲမိုးရီတားများနေရော ကျမအိမ်ကအခုတည်းမဆောက်ရသေးဘူးကျမအိမ်ဆောက်လို့ပြီးသွားရင် ကျမရဲ့ဥရင်ယူပြီးဒီကနေထွက်သွားလိုက်ပါမယ်အဲ့ဒါရင်းကစိတ်မဝင်စားအောင်ဒီကနေခုချက်ချင်းထွက်သွားလိုက်တော့လာတော့လဲမတက်နိုင်တဲ့အဆောင်သူမရဲ့ဥရင်ယူပြီးထွက်သွားလိုက်ပါရင်ကိုကြီးကလည်းသူမရဲ့ဥရင်ကိုသိငယ်ကြီးအိမ်စီအနေယူလာလိုက်ပါရင်အကုတ်ကလူတွေ ကျမတို့စားကြတကူကိုသွားရှာရအေးအေးသွားရအောင်ငါလည်းပိုက်စာနေပြီသူတို့နှစ်ယောက်လုံးအဲ့နေရာကနေထွက်သွားလိုက်ကြပါဦးရင်ခဏကြာမှတော့တိတ်ငက်ကြီးကပြန်ရောက်လာပါတယ်ကဲငါဥရီစားတော့မယ်သူဥရီစားတာနေမှာပဲဥရီကနေကြီးကအကောင်ပေါက်ကြီးနှစ်ကောင်ထွက်လာပါတယ်တိတ်ငက်ကြီးလည်းသူတို့ကိုမြင်တော့အံ့ဩသွားပါတယ်ဟဲ့ဒါဘလို့ဖြစ်ရလဲငှက်ရဲ့ဥကနေကြီးကနေဘလို့ထွက်လာလဲ အဲ့ဒီချိန်ကာလူးနဲ့ကိုကြီးတို့လည်းရောက်လာကြပါတယ်။ဒါငတ်မလေးဥရီမဟုတ်ဘူး။ကျမရဲ့ဥရီပဲ။ဘာ?နေရဘသူတော့။ဟိုငတ်မလေးနဲ့သူ့ရဲ့ဥရီကဘဲရောက်သွားတော့။အဲ့ဒီငတ်မကတော့ကျမမောင်းထုတ်လိုက်ပြီးအကွာအခုဆိုရင် ကျမတို့နဲ့မိတ်ဆွေတွေဖြစ်သွားပြီ။တင်းငယ်ကြီးလည်းကိုကြီးရဲ့စကားကြတော့အရန်ဒေါသထွက်သွားပါတယ်။မင်းရဲ့မိတ်ဆွေဖြစ်ရမယ်ဟုတ်လား။ငါအဲ့လောက်မအပ်ဘူး။နေတို့နေရငါလက်ကနေမလွတ်တော့။နေတို့ကငါစီစဉ်တဲ့အရာတွေဖြည့်ဆည်းပြလိုက်တယ်။ အဲလိုပြောပြီးတော့သိငက်ကြီးကသူတို့ကိုတိုက်ခိုက်ပါအောင်ရင်အမလီအကူကလူရင်တရက်လီထွက်ပြီးတော့ဒီနေ့ရောနေ့ကြောင်မို့တော်တော်ခံလိုက်ရတယ်သူတို့နှစ်ယောက်လည်းတက်နိုင်သမျှစူးစမ်းပြီးအဲ့နေရာနေထွက်လာကြပါတဖက်မှာလည်းတိုနီကလည်းလာဒူးကို အင်ကူဆောက်ပေးလိုက်ပါကျေးဇူးအများကြီးတင်ပါညီမတိုနီရေရှက်နေငယ်လောက်ကြတော့လာဒူးရဲ့ဥရီကနေလည်းမျက်ပေါက်လေးနဲ့ကောင်ထွက်လာပါမမီးရဲ့ချစ်ကလေးတွေဒီလောကကြီးကနေကျူစွာလိုက်ပါရဲ့ ညမလေးလာတို့လဲသူမရဲ့ကလေးပြင်းနဲ့အိမ်လေးထဲမှာပျပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါအောင်ရင်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာနှက်ကတူပုံမြင်လေးတွေကိုကြည့်ကြည့်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ပုံမြင်အသစ်လေးတွေတိုင်းသိရှိနိုင်လဲဘေးနားနိုဒီခန်းလမ်းလေးကိုနှိပ်ထားပြီးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်။